နိုင်စင်မိုးလေဝသတဲ့2025ခုနှစ်အောက်တိုဘာလ9ရက်နေ့နနက်ခရနိုင်အချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်ရောအချိန်ဒီမှာကပ်ပလီပင်လယ်ပင်နေဘင်္ဂလားပင်လယ်အော်တိုဒရင်မုတ်တုံလေအားနဲ့နေပါသည်ယနေ့ညနေအထိခမန်းချမမကွေးတိုင်းဒေသကြီးနှင့်ကယားပင်နယ်တို့တွင်နေရာကွက်ကြားနေပြည်တော်မန္တလေးတိုင်းဒေသကြီးပုခိုးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာကျဲကျဲ ရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကဒရင်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာစိတ်စိတ်နှင့်ကနင်းတာရီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တောင်ပိုင်းမွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးမန္တလေးတိုင်းဒေသကြီးတွင်နေရာကွက်၍မိုးကြီးနိုင်ပါသည် မိုးတိမ်တောင်ထစ်ပေါ်မှုအခြေအနေမှာမန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊တနင်္သာရီတိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိသည်။အဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးသီးချွေခြင်းစသည်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။ မြမပြည်လယ်ပြင်မှာလှိုင်းအနေနဲ့မှာလှိုင်းအသိအတင့်ရှိမီလှိုင်းအမြင့်မှာမြမကန်ရိုတန်းတချောင်းနဲ့ကန်လွန်ပြည်လယ်ပြင်တို့တွင် လေးပေမှထောက်ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခန့်မှန်းချက်မှာမိုးတုံလေအားနည်းနေမည်ဖြစ်သည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခမ်းမန်းချက်မှာနေရောက်ွက်တာမိုးထစ်ချုံလွှတ်မည်ဖြစ်ပါသည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခမ်းမန်းချက်မှာနေရောက်ွက်တာမိုးထစ်ချုံလွှတ်မည်ဖြစ်ပါသည်။ မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်မှာမိုးတကြိမ်ညကြိမ်ထစ်ချုံရွက်မြစ်ဖြစ်ပါသည်